ကဲအားလုံးပဲမင်္ဂလာပါဗျဒီတစ်ပတ်မှာကစားမဲ့ပရီးမီးယားလိပွဲတင်15ရက်ပွဲကြို36လေးတွေတင်ဆက်ပေးသွားကြပါတယ်ဒီတစ်ပတ်မှာလည်းအဆင့်3ကဗီလာနဲ့အမှတ်ပေးစရာကိုဥဆောင်နေတဲ့အာဆင်နယ်ရဲ့ထိတ်တိုက်တွေးဆမှုပါဝင်နေသလိုဘုံမောင်းနဲ့ Chelsea, Man City နဲ့ Sunderland လက်ရှိအိမ်ခွေးမှာ Chelsea ကို3ဂိုးတကိုးနဲ့အနိုင်ယူထားတဲ့ Leeds နဲ့ချေချနေတဲ့ Liverpool စားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ပရီးမီးယားလိပွဲစဉ်တွေကဒီတစ်ပတ်မှာလည်းပရိသတ်တွေကိုစောင့်ကြိုလို့နေပါတယ် Aston Villa နဲ့ Arsenal ပြီးခဲ့တဲ့ Brighton နဲ့အဝေးကွင်းပွဲစဉ်မှာ၄ဂိုး၃ဂိုးနဲ့အနိုင်ရလို့ထားတဲ့ Villa တို့အနေနဲ့ Liverpool တို့ကိုရှုံးနေပြီးနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်၆ပွဲလုံးအနိုင်ရလို့ထားပါတယ်။ Brighton နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ Villa တို့အနေနဲ့၂ဂိုးဂိုးမရှိနဲ့ရှုံးနေရကနေတိုက်စစ်မှုဝယ်ကင်းက၂ဂိုးသွင်းယူပြီးအကောင်းဆုံးခြေစွမ်းပြတ်သက်ကကမ်းဘက်ပြန်လာနိုင်ခဲ့ပါတယ်။ပထဝီကိုသမားအဖြစ်ကစားခဲ့တဲ့ Bisoff ကလည်းအကောင်းဆုံး lesson ပြခဲ့ပြီး Martinez တန်အရနေတဲ့အခြေအနေမှာအကောင်းဆုံးကာဝယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ အစနေရောကတော့အင်္ဂွေးမှာ Brandford ကို2-6မရှိဆိုတဲ့ရလနဲ့အနိုင်ယူပြီးအဓိကနှုတ်တန်းကစားသမားအများစုတန်ရပြဿနာရှိနေချိန်မှာတော့ပေးကိုမရှိရှေ့ဆက်နိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ Villa နဲ့ Arsenal အသင်းကြားမှာ6မှတ်ကွာဟလို့နေပါတယ်။ဒီပွဲမှာသာ Asian Villa တို့အနိုင်ရခဲ့ရင် Champion လူပွဲအတွက်အမှတ်ကွာဟမှုချင်းမြောင်းသွားနိုင်လို့ Arsenal တို့ကတော့အမားခံလောက်မယ်မထင်ပါဘူး။နှစ်သင်းထိတဲ့တိဆိုမှုနောက်ဆုံး9ချိန်မှာနှစ်ချိန်စီအနိုင်ရလို့ထားပြီးတပွဲစီတည်ကြတာမှဒီနှစ်သင်းရဲ့ပြင်ဆင်မှုကကြီးမားတဲ့ကွာဟချက်မျိုးမရှိပါဘူး။ တိုင်းမဲ့လေဒီရသည်ပရီးမီးယားလိဖလားအတွက်အစွမ်းကိုရုန်းကန်ရမယ်အာဆနယ်တို့ဘက်ကအလေးပိုတာနေတာမို့အာဆနယ်တို့ကန့်နိုင်သွားနိုင်တယ်လို့ဖီလာဘက်မှာတည်ရဲလဲကြသွားနိုင်ပါတယ်ခမန်းချက်တွေရနှစ်ကိုးတကိုးနဲ့အာဆနယ်ကိုနိုင်နိုင်တယ်လို့ဝမ်ဝမ်းတည်ရဲလဲဖြစ်သွားနိုင်ပါတယ်ဘုံမောင်းတဲ့ချက်စီနှစ်သင်းစလုံးဒီတစ်ပတ်ဂျာရဲ့ပွဲစဉ်တွေမှာရလက်တွေမကောင်းခဲ့ကြပါဘူးဘုံမောင်းတို့နေတဲ့နောက်ဆုံး၅ပွဲမှာတမက်တာရလို့ထားပြီးပုံမှန်ခြေစွမ်းပျောက်ဆုံးလို့နေပါတယ်ချက်စီတို့အနေနဲ့ကလည်းလီစတိုကို၃ကိုးတကိုးနဲ့ရှုံးနေပြီးနီပြမော်ရက်စ်ကနေနဲ့ဖီအာရီအော့တဖန်ပြောင်းလို့သွားခဲ့ရပြန်ပါတယ် ချဲဆီယိုအနေနဲ့ list နဲ့အဝေးခွင့်ပွဲစဉ်မှာလူထုပုံရော်ရဲခဲ့လို့ဂိုးပြက်ရှုံးနေခဲ့ရတာမို့လို့ဒီတစ်ပတ်ဘုံဘုံနဲ့ပွဲစဉ်မှာတော့အလားတူမှားမျိုးကျူးလွန်လို့မရတော့ပါဘူးဒီတဲ့တူဆုံမှုနောက်ဆုံး၅ပွဲမှာချဲဆီယိုက၃ပွဲနိုင်လာပြီး၂ပွဲသေချာလာတာပေါ့အစင်လာရချဲဆီယိုနိုင်ချေများပြီးဘော်စကာရဲ့ပုံမှန်ရှိတဲ့လူထုပုံကသေချာသွားတဲ့ထူးဆန်းတော့မနေပါဘူး Everton နဲ့ Nottingham Forest ပြီးခဲ့တဲ့ပွဲစဉ်မှာနှစ်သင်းစလုံးတကိုးကိုမရှိဆိုတဲ့အရာလည်းနဲ့ကိုစီအနိုင်ရထားတာမို့ယုံကြည်မှုတွေပြန်လည်ရရှိထားကြပါတယ်။ဒီပြားရှောင်းတိုင်းရဲ့လက်ထက်မှာရလက်တွေပြန်ကောင်းလာတဲ့ Forest တို့ Liverpool ကိုတော့ Anfield မှာ၃ဂိုးကိုမရှိဆိုတဲ့အရာလည်းနဲ့ အနိုင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်။နောက်ဆုံး၅ဝဲမှာ Brighton တပွဲသားရှုံးလင်းထားပြီးကြံလေးပွဲလုံးအနိုင်ရလို့ထားပါတယ်။ Everton တို့အနေနဲ့ကနောက်ဆုံး၅ဝဲမှာ Newcastle တသင်းတည်းကိုသာရှုံးလင်းလို့ထားပြီးသုံးပွဲနိုင်တပွဲသေးကြောက်လို့ထားပါတယ်။ထိတဲ့တွေ့ဆုံမှုတွေက Everton ကအပါရနေပေမဲ့လက်ရှိအချိန်မှာတော့ခက်စိဦးစားပေးကစားတတ်တဲ့နီးပြားနှစ်ယောက်ရဲ့တွေ့ဆုံမှုတွေသေကြောက်သွားဖို့တော့များပါတယ်။ မန်စီးတီးနဲ့ဆန်ဒလန်မန်စီးတီးတို့တွေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာခန်စစ်ပိုင်းကအတော်လေးအားနည်းလို့နေပါတယ်။နောက်ဆုံး၄ပွဲမှာ၁၀ဂိုးတိခွင့်ပြုထားပြီးနှစ်ပွဲရှုံးကနှစ်ပွဲနိုင်ရလို့ထားပါတယ်။အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာလည်းပေးဂိုးတွေများခဲ့ပါတယ်။မန်စီးတီးတွေနဲ့နောက်ဆုံးကစားခဲ့တဲ့ဖူဟန်နဲ့ပွဲစဉ်မှာဖူဟန်က၅ဂိုး၄ဂိုးနဲ့အနိုင်ရထားပါတယ်။ဆန်ဒလန်တို့ကတော့လီဗာပူးတို့ကိုတစ်ဖက်တစ်ဂိုးစီတည်ရေကစားလို့ထားပါတယ်။ တိုက်တွဲဆိုမှုနောက်ဆုံး၅ဘွဲ့မှာမန်စီးတီးတို့က၅ဘွဲ့လုံးအနိုင်ရထားပေမဲ့လက်ရှိတန်းစီဆိုင်အဆင့်၆နေရာမှာရပ်တည်နေတဲ့ဆန်နလောကအရင်ဆန်နလမဟုတ်တော့ပါဘူး။ချန်ပီယံဆူးအတွက်အာဆင်နယ်တို့ကိုဖိအားပေးဖို့မန်စီးတီးတို့အနေနဲ့မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေတာမို့ရှေ့ကပွဲစဉ်တွေလိုအပြန်အလှန်ဂိုးသိမ်းပြီးဂိုးမပြတ်ဖဲအနိုင်ရသွားနိုင်ပါတယ်။နယူကာဆယ်နဲ့ဘန်လီနယူကာဆယ်တို့နေနဲ့နောက်ဆုံးပွဲစဉ်မှာစပါးနဲ့ငိုးစီတရေကြားလို့ထားပါတယ် န်လေတို့ကတော့ပယ်လေးကိုတကိုးကိုးမရှိနဲ့ရှုံးလို့ထားပါတယ်အင်ကွင်းအာသာချက်ကိုအသုံးချပြီးကစားတတ်တဲ့ဘန်လေတို့အဝေးကွင်းခြေစံကမတည်ငြိမ်ပါဘူးတန်းဆင်းစုံနဲ့ဝေးဖို့ဘန်လေတို့ကြိုးစားလာနိုင်ပေမဲ့နယူကာဆယ်တို့ကိုအနိုင်ရဖို့အလံဝေးပါတယ်ဖိရတွေ့ဆုံမှုနောက်ဆုံး၅ပွဲမှာလေးပွဲစလုံးအနိုင်ရတဲ့နယူကာဆယ်တို့ပဲအနိုင်ရသွားဖို့များပြီးပွဲတိုင်း၉သင်းနဲ့နယူကာဆယ်တို့၃ဂိုးလောက်သွင်းသွားလိမ့်မယ်ထင်ပါတယ်စပါးနဲ့ဘရန်ဖို့ စပါနီပြတော်မန်ဖရန့်စ်အနေနဲ့အသင်းအောင်ဘရန်ဖို့နဲ့ပြန်လည်ရင်ဆိုင်ရမဲ့တော်မန်ဖရန့်ဒါဘီပါနှစ်သင်းစလုံးနိုင်ပွဲလိုအပ်နေသလိုအဝေးကွင်းခြေစံညံ့တဲ့ဘရန်ဖို့နဲ့အိမ်ကွင်းခြေစံမကောင်းတဲ့စပါတို့တည်ကြဖို့များပြီးအနိုင်ရှုံးကတော့တီယာကိုနဲ့ရစ်ချယ်လီစီနိုရဲ့တွင်းကိုးတွေပေါ်မိကိုထားလိုက်ချင်ပါတယ် လစ်နဲလီဗာပူးအေရှန်လစ်တို့အနေနဲ့ပြီးခဲ့တဲ့တပတ်ကျော်ပွဲစဉ်မှာခြေစွမ်းကောင်းခဲ့ပေမဲ့မန်စီးတီးတို့ကို3-2ဂိုးဆိုတဲ့အရလတ်နဲ့ရှုံးနိမ့်လို့သွားခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အင်ဂွင်ပွဲစဉ်မှာတော့ချန်ပီယံလူပွဲတဲကချယ်ဆီတို့ကို3-2ဂိုးနဲ့အနိုင်ယူပြီးအသံတွေတိတ်သွားစေခဲ့ပါတယ်။၃-၅နှစ်ကစားခွင့်နဲ့အလုပ်ဖြစ်နေပေမဲ့လစ်တို့အနေနဲ့နောက်ဆုံး၅ပွဲမှာတပွဲသာအနိုင်ရလို့ထားပါတယ်။ လက်ရှိအနေတိုင်းအရလီစတိုရဲ့ကွင်းတွင်းယုံကြည်မှုကဆန်ဒါလန်တကိုးစီတည်ကြထားတဲ့လီဗာပူးနဲ့ပိုပြီးမြင်မာလို့နေပါတယ်။လီဗာပူးတို့အနေနဲ့ဆန်ဒါလန်တို့ကိုပေါ်ပေါ်ဆဆကစားခဲ့ပြီးတည်ကြခဲ့တယ်လို့ဆွမ်းဆောင်ရေးပိုင်းမှာလည်းအနေငယ်ကြာဆင်းလို့နေပါတယ်။ခမန်းချက်တွေကတည်ကြဖို့များပြီးအနိုင်ဆိုရင်တော့ Asian League ကိုပဲရွေးထားကြပါတယ်။ Brighton နဲ့ Wesson တန်းစစ်စုံတွေကရုံထွက်နေတဲ့ Wesson နဲ့ခုနောက်ပိုင်းခြေမငိမ့်တဲ့ Brighton တို့ပွဲကလည်းကြည်ကောင်းတဲ့ပွဲစဉ်တစ်ပွဲပါ။လက်ရှိတန်းစစ်စရာအဆင့်9နေရာမှာရပ်တည်နေတဲ့ Brighton တို့ဒီတစ်ပွဲတော့အမှားမခံလောက်ပါဘူး။ လက်ရှိမှာ Villa တို့ကို၄ဂိုး၃ဂိုးနဲ့ရှုံးလင်းလို့ထားတဲ့ Brighton တို့ဆွေးချရတဲ့ခံစစ်ကစားဖို့မရှိမိအဆင်၁၈က West Ham တို့ကိုတော့ရှုံးမသွားတော့ပါဘူး။အင်္ဂလိပ်အပကြလည်းရှိနေတာပေါ့ Brighton တို့ပဲအနိုင်ရဖို့များပြီး၂ဂိုးလောက်တော့ပြတ်သွားလိမ့်မယ်ထင်ပါတယ်။ ဖူဟန်နဲ့ခရစ်စတယ်ပယ်လီမန်စီးတီးကို9ဂိုး4ဂိုးနဲ့ရှုံးနိမ့်လို့ထားတဲ့အင်ရှင်ဖူဟန်တို့ရဲ့တိုက်စစ်အားကတော့ရှော့တွက်လို့မရပါဘူး။ရှစ်ပွဲစဉ်မှာမန်ယူတို့ကို2ဂိုး2ဂိုးဆိုတဲ့ရလနဲ့ရှုံးနိမ့်ထားခဲ့ရမယ်။ပြီးခဲ့တဲ့ဘန်လိုင်းနဲ့ပွဲစဉ်မှာဂိုးဂိုးမရှိနဲ့အနိုင်ရပြီးပယ်လီတို့ပြန်လာနိုင်ခဲ့ပါတယ်။နောက်ဆုံး9ဝဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲသေးကြထားတဲ့ပယ်လီတို့ပုံမှန်ခြေစွမ်းမရသေးပါနဲ့။တန်းစီစရိုင်းအဆင့်9နေရာမှာယက်တီထားနိုင်ပါသေးတယ်။ဖူဟန်တို့နေနဲ့နောက်ဆုံး9ဝဲမှာ3ပွဲနိုင်2ပွဲရှုံးရတာပေါ့အချိန်ကြီးအစိုးကြီးရောမဟုတ်ပါဘူး။ တေချောင်းကိုများနေပြီးအနိုင်ဆိုရင်တော့ဇာပေါ်ပိုင်းက Palace ဆိုပဲဖြစ်ဖို့များပါတယ် Wolverhampton နဲ့ Manchester United Wolf တို့အနေနဲ့တန်းစင်ရဖို့တေချောင်းတော့ဖြစ်သွားပြီမလို့ဒီအသီးမှာပြန်လဲရုံထားဖို့မလွယ်တော့ပါဘူး United အနေနဲ့ညာကစားခဲ့တဲ့ပွဲစဉ်မှာ West Ham နဲ့တစ်ဖက်တစ်ကိုယ်စီတည်ရကြခဲ့ပြီးလက်ရှိနီးပြအမော်ရင်နဲ့ရှေ့ဆက်ပေါ်မဖြစ်နိုင်သလောက်တော့ဖြစ်သွားခဲ့ပါပြီမော်ရင်နေနဲ့ဒီပွဲမှာအနိုင်ရဖို့လိုအပ်နေမှုအစွမ်းကုန်အားထည့်ပြီးကစားသွားဖို့များပါတယ်ဒါနဲ့တော့အနိုင်ရဖို့များပြီးကိုတော့ပြက်လောက်မယ်မထင်ပါဘူး